။တရေအချောက်ခံရရင်ဘေဂါထာရွတ်တင်လဲဥစဉ်တဲ့။တခါတုန်းကနွားចောင်းသားတယောက်မျက်လီဆောင်လို့နွားចောင်းပြီးအိမ်ပြန်လာတဲ့အခါမှာတရေတကောင်ကပြစ်ပင်ခွာချားကနေစောင်းစောင်းထိုင်ပြီးခြောက်ပါတယ်။အဲ့ဒီတရေကလည်းပဲဖုန်ကြီးဘွားကနေဖြစ်လာတာနော်။နွားចောင်းသားကလည်းပဲဖះစာဆိုလို့မေတ္တာတုပ်ပဲရပါတယ်။မေတ္တာတုပ်ထဲမှာရေကေစီဆိုတာပါတယ်လေ။ မေတ္တာတုံ့ယူဖို့တဲ့တရားဒဂမတွေသိကြပါတယ်။တရေအချောက်ခံရတဲ့အခါမှာနွားเจ้าသားကသူရတဲ့မေတ္တာတုံ့ကိုရွတ်ပါတယ်။ကြောက်ကြောက်နဲ့ရွတ်ရတာဆိုတော့အဲ့ဒီရေကေစီဆိုတာကိုကြော်သွားပါတယ်။အဲ့ဒီအခါမှာတရေကဟေ့နွားเจ้าသားနေမေတ္တာတုံ့ရွတ်တာရေကေစီကြံနေခဲ့တယ်กว่าဆိုလှမ်းထောက်ပေးပါတယ်နော်။အဲ့ဒီအခါမှာနွားเจ้าသားလည်းပဲအာ ဘယဲကမေတ္တာတုတ်တော်မကြောက်ပါလားဆိုပြီးထွက်ပြေးပါလေရောဒါကရေစရာပြောပြတာเนาะဘယဲအချောက်ခံရရင်ဘယ်ဂါထာရွတ်ရမလဲဆိုတော့တရဏဂုံရွတ်ပါတရဏဂုံဟာရွတ်ရတာလဲလွယ်ကူသလိုထိရောက်မှုလည်းရှိပါတယ်เนาะတရဏဂုံရွတ်တဲ့ပုဂ္ဂိုလ်တွေကိုဘယ်တရေတစီမဆိုကြောက်ပါတယ်ဒါအပြင်တရဏဂုံရွတ်တဲ့ပုဂ္ဂိုလ်တွေကိုလူတွေလည်းချစ်တယ်၊ငါတို့လည်းချစ်ပါတယ် ဒါကြောင့်တရဏဂုံပဲရွတ်ပါလို့ပြောခြင်းပါတယ်ပိဋကတ်၃ပုံအကျဉ်ဟောကြားပေးတော်မူပါဖေယဝီနီတုတ်တံအဘိဓမ္မာဆရာတော်ကျမ်းမာပါစေတဲ့ဒီမေခွန်လေးကမေးသိမ့်တဲ့မေခွန်ပါနော်ဒါကြောင့်မေးသိမ့်တဲ့မေခွန်လို့ပြောရတယ်လဲဆိုရင်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်အများစုဟာပိဋကတ်၃ပုံလို့သာပြောနေကြတာပိဋကတ်၃ပုံကိုသိတဲ့သူနည်းပါတယ် ဒါကြောင့်ပိဋကတ်၃ပုံဟာဘာတွေလဲဆိုတာကိုဖြည့်ပေးလိုက်ပါတယ်เนาะပိဋကတ်၃ပုံသည်တုတ်တန်ဝီနီအဘိဓမ္မာဟူ၍ဖြစ်ပါတယ်ပိဋကတ်၃ပုံသည်ပါဠိတော်အားဖြင့်စာအုပ်ပေါင်း40ရှိပါတယ်အထာကထာအားဖြင့်50တအုပ်ရှိပါတယ်တိကာအားဖြင့်26အုပ်ရှိပါတယ်တုတ်တန်သည်23အုပ်ရှိပါတယ်ဝီနီသည်5ချမ်းရှိပါတယ်စာအုပ်အားဖြင့်5အုပ်ရှိပါတယ် အဘိဓမ္မာသည်ခုနှစ်ကျမ်းရှိပါတယ်။သာအုပ်အားဖြင့်၁၂အုပ်ရှိပါတယ်။တုတ်တံ၂၃အုပ်သည်တုတ်တိလက္ခဏ်၊တုတ်မဟာဝါ၊တုတ်ပါထေယဟူ၍ဖြစ်ပါတယ်။သာအုပ်အားဖြင့်၂၃အုပ်ရှိပါတယ်။ဝီနီ၅ကျမ်းသည်ပါရာဇိကပါစိတိယသုလဝကမဟာဝကပရိဝါဒဟူ၍၅ကျမ်းရှိပါတယ်။သာအုပ်အားဖြင့်၅အုပ်ရှိပါတယ်။အဘိဓမ္မာခုနှစ်ကျမ်းသည်ဓမ္မသင်္ကနီဝီပင် ဓာတုကထာဥပ္ပလပြညတ်ကထာဝိထုယမိုက်ပဋ္ဌာန်းဟူ၍ခွနကျမ်းရှိပါတယ်။စာအုပ်အားဖြင့်၁၂အုပ်ရှိပါတယ်။အာလုံးပေါင်းလိုက်မယ်ဆိုရင်ကျမ်းစာအုပ်ပေါင်း၁၁၀နဲ့ခွနအုပ်ရှိပါတယ်။အဆိုပါ၁၁၀နဲ့ခွနအုပ်ပြီးပင်လျင်ပိဋကတ်၃ပုံဖြစ်ပါတယ်။အရှင်ဖေယတပည့်တော်လျှောက်ထားတာလေးပြန်မိန်တော်မူပါအောင်ဖေယတဖက်သားစိတ်ချမ်းသာအောင်ညာပြောမိက မူတာဝါဒကံထိုက်ပါသလားဖရာတဲ့မူတာဝါဒကံထိုက်ဖို့အတွက်အင်္ဂါ၄ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မဟုတ်မမှန်သောအကြောင်းအရာဖြစ်ခြင်း၂ထိုမဟုတ်မမှန်သောအကြောင်းအရာကိုပြောလိုသောစိတ်ရှိခြင်း၃ပြောလေပြောခြင်း၄ပြောသည့်အတိုင်းတစ်ဖက်လူကယုံသွားခြင်းဤအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင်ဘယ်လိုအကြောင်းကြောင်းနဲ့ပဲပြောပြော ဘုဒ္ဓဝါဒကံထိုက်ပါတယ်။သို့တော်လည်းပဲတစ်ဖက်လူကိုစိတ်ချမ်းသာစေခြင်းလို့ပြောမယ်ဆိုရင်တော့ပရိယေနဲ့ပြောလို့ရပါတယ်။ဥပမာဖရာအလောင်းပင်စာဝုဒ္ဒမင်းသားလေးဟာဘီလူရဲ့အန္တရာယ်အတွင်းကလွတ်ဖို့အတွက် အသင်ဘီလူ အသင်ဘီလူကျွန်ုပ်ကိုစားမယ်ဆိုရင် ကျွန်ုပ်ရဲ့ခန္ဓာကိုယ်အတွင်းမှာဝရဇင်လက်နက်ရှိတာကြောင့်အသင်ဘီလူကျွန်ုပ်ကိုစားပြီးတဲ့အခါမှာအသင်ဘီလူလည်းသေပွဲဝင်ရပါလိမ့်မယ်ဆိုပြီးပြောပါတယ် အဲ့ဒီအခါမှာဒီလူကြီးကကြောက်နံ့ပြီးတော့မစားတော့ဘဲနဲ့ဖရာအလောင်းပင်စာဝုဒမင်းသားလေးကိုလွှတ်ပေးလိုက်ပါတယ်တကယ်တော့ဖရာအလောင်းပင်စာဝုဒမင်းသားလေးရဲ့ခန္ဓာကိုယ်အတွင်းမှာဘာဝရဇိန်လက်နက်မှမရှိပါဘူးဝရဇိန်လက်နက်မရှိပါဘဲနဲ့ဖရာအလောင်းပင်စာဝုဒမင်းသားကအဘဲကြောင့်သူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာဝရဇိန်လက်နက်ရှိတယ်လို့ပြောရတယ်လေဆိုရင်သူဤဉာဏ်ပညာကိုဝရဇိန်လက်နက်နဲ့တင်စားပြီး ပရိယေသုံးပြောလိုက်ခြင်းဖြစ်ပါတယ်။ဒါကိုဘလူကြီးကတကယ်ဝရဇင်လက်နဲ့ထင်ပြီးမစားဘဲနဲ့ကြောက်လန့်ပြီးတော့လှုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီလိုပရိယေနဲ့ပြောမယ်ဆိုရင်တော့မုတာဝါဒကံမထိုက်တာကြောင့်အပြစ်လွတ်ပါတယ်။ဒါကြောင့်တစ်ဖက်လူကိုစိတ်ချမ်းသာအောင်ပြောကျင်တယ်ဆိုရင် မုတာစကားသုံးပြီးမပြောပါနဲ့။ပရိယေသုံးပြီးပြောလို့ရပါတယ်။အရှင်ဖယောင်းတမထနဲ့ဝိပဿနာဘာကွာလဲဖယောင်း တပည့်တော်မေတိုင်းအရှင်ဖရာကမဖြေပေးဘူးတဲ့မန့်ဒီများတဲ့အတွက်ကြောင့်မမြင်လို့မဖြေပေးမိတာပါအဲ့ဒီအတွက်ဥစဉ်ကို နားလေပေးစီခြင်းပါတယ်အခုမြင်လို့ဖြေပေးလိုက်ပါပြီသမထနဲ့ဝိပဿနာဘာကွာလဲဆိုတော့သမထဆိုတာက စိတ်ကိုတည်ငြိမ်အေးချမ်းစေသည့်ပမာသမာဓိအလုပ်ဖြစ်ပါတယ်တနည်းနားလေအောင်ပြောရမယ်ဆိုရင်သမထဆိုတာဟာ ကာမိစန္ဒစာသောမိဝရဏတရားတွေကိုငြိမ်သက်ပျောက်ကင်းစေသည့်အလုပ်ဖြစ်ပါတယ်။ဝိပဿနာဆိုတာကတော့ပညာစခန်းပညာအလုပ်ဖြစ်ပါတယ်။ဝိပဿနာသည်ပညာစခန်းပညာအလုပ်ဖြစ်တာဟန်ပေမဲ့ဝိပဿနာအလုပ်ကိုလုပ်တဲ့အခါမှာတမာတမာတိဖြစ်တဲ့တမထအလုပ်ဒီလည်းပဲအရေးပါလှပါတယ်။တမထရဲ့အကျိုးသည်ယမပြေကိုတက်ရောက်စေပြီးဝိပဿနာရဲ့အကျိုးကတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုစေပါတယ်။ဒါဟာတမထနဲ့ဝိပဿနာ၊ကြွားချားပုံပဲဖြစ်ပါတယ်။အရှင်ဖေယျတပည့်တော်မကတာဦးလေးမွေးထားပါတယ်ဖေယျ။ဘယ်အရွယ်လောက်မှ ရှင်ပြုပေးတင်ပါတယ်လေဖေယျတဲ့။ရှင်ပြုတဲ့အခါမှာအသက်59နှစ်ပြည့်သူကိုသာရှင်ပြုပေးရမယ်ဟုဝိနည်းမဟာဝါပါဠိတော်မှာပါရှိပါတယ်။သို့တော်လဲမိဘနှစ်ပါးကွဲလွန်သွားသဖြင့်ခုကိုရမဲ့နေတဲ့ကလေးငယ်နှစ်ယောက်ကို သာသနာဘောင်တဲ့သူသွင်းချင်တဲ့အတွက် အရှင်အာနန္ဒာကလျှောက်ထားတာကြောင့်ချထားသောစွမ်းခွက်ကိုကြည်မနာအောင်မောင်းနိုင်တဲ့အရွယ်ဆိုရင် ရှင်ပြုပေးခွင့်ရှိတယ်ဟုမြတ်စွာဘုရားကထပ်ဆင်း၍သတ်မှတ်တော်မူခဲ့ပါတယ်။ဒါကြောင့်အသက်15နှစ်အရွယ်နဲ့ကြီးငှက်တို့ကိုမောင်းနိုင်တဲ့အရွယ်သည်ရှင်ပြုလို့ရတဲ့အရွယ်ဟုမှတ်သားထားရပါမယ်။ဒီဖုံးကြီးမရှက်ဘူးလားတဲ့။ရှက်တယ်ကြောက်တယ်ဆိုတာက မကောင်းမှုလုပ်မှရှက်ရကြောက်ရတာပါဥစဉ်ကတက်တော့အပေါ်မှာဒကာဒကာမတွေကဲ့ရဲ့လောက်အောင်ဘာမကောင်းမှုမှ လုပ်မထားတဲ့အတွက်ဘာကိုမှလည်းမရှက်ပါဘူးဘာကိုမှလည်းမကြောက်ပါဘူးဥစဉ်လိပ်ပြာကိုဥစဉ်လုံပါတယ်တကာတော်လည်းပဲကိုဤချမ်းမာခြင်းစိတ်ဤချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံပါစေအရှင်ဘုရားသူတစ်ပါးအသက်ကိုတက်၍ ရစ်ပူစောခြင်းသည်အပေရောက်နိုင်ပါသလားဖေယဖြေချာပေးတော်မူပါတဲ့သူအသက်သက်ချင်းပါဏာတိပါဒကံမြောက်ဖို့အတွက်အင်္ဂါ၅ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁ပါဏောတရှိတတဝါဖြစ်ခြင်း၂ပါဏာတင်ညိတာတရှိတတဝါဟုအမှတ်ရှိခြင်း၃ဝတကစိတ်တံတည်စီလိုသောစိတ်ရှိခြင်း၄ဝါယမော တခြင်းငါလုံလဆိုင်ခြင်းငါတေနမရဏံထိုလုံလကြောင့်တေခြင်းတို့ဖြစ်ပါれဖော်ပြပါ ပါဏာတိပါဒကံအင်္ဂါငါးချက်နဲ့ညီမယ်ဆိုရင်မိတိအကြောင်းကြောင်းနဲ့ပဲသူတစ်ပါးအတ္တကိုတတ်တတ်ပါဏာတိပါဒကံမြောက်တဲ့အတွက် အပေကြရောက်နိုင်ပါれအရှင်ဖုရားသာသမိတွေကိုဖဏတ်နဲ့ရိုက်ရင်ကံနိုင်တယ်ဆိုတာ ဟုတ်ပါသလားဖုရားတဲ့ကံဆိုတာက ကမ္မဆိုတဲ့ပါဠိကလာတာနော်မြန်မာလိုပြန်ရင်ကမ္မဆိုတာ အမှုကိစ္စလို့အဓိပ္ပာယ်ရပါတယ်ကောင်းတဲ့အမှုကိစ္စကိုပြုမယ်ဆိုရင် ကောင်းတာဖြစ်ပြီးကံမြင့်ပါမယ်မကောင်းတဲ့အမှုကိစ္စကိုပြုမယ်ဆိုရင်တော့မကောင်းတာဖြစ်ပြီးကံနှိမ်ပါမယ်သာသမီကို ဖနှက်နဲ့ရိုက်ခြင်းမရိုက်ခြင်းနဲ့လုံးဝမဆိုင်ပါဘူးသို့တော်လည်းပဲမိဘတွေအနေဖြင့်သာသမီတွေကိုစုံမတဲ့နေရာမှာစုံမတတ်ဖို့လိုပါတယ် ဖနက်နဲ့ရိုက်ပြီးဆုံးမတာကတော့အများရဲ့အမြင်မှာယုံညံ့တဲ့အမြင်ဖြစ်တာကြောင့်လုံးဝမလုပ်သင့်ပါဘူး။သာသမီတွေကိုလိမ္မာစေခြင်းတဲ့ဆိုရင် သာသမီဆုံးမတဲ့နီးကို ရှေ့ဆရာတော်ကြီးတွေက ပေးခဲ့ပါတယ်။ဘယ်လိုပေးခဲ့တယ်လဲဆိုရင် အများအရှိကိုရောက်တဲ့အခါမှာသာသမီတွေရဲ့ကောင်းကွက်တွေကိုကြည့်ပြီးအားရဲ့သာသမီတွေဟာဘလို့တော်ကြောင်းဘလို့ကောင်းကြောင်းစသည်ဖြင့်ကောင်းကွက်တွေကိုပဲရွေးပြီးချီးမွမ်းခံဖွင့်ရပါမယ်။မကောင်းကွက်တွေကိုတော့ ွေရာမှာနှစ်ကိုကြားစုံပြီးစိုးဆုံးမရပါမယ်အဲ့ဒါဆိုရင်အဲ့ဒီသားသမီးတွေဟာပါကောင်းသမီးကောင်းယရနာတွေဖြစ်ပါပြီမိဘတွေအနေဖြင့်ယခုဖော်ပြပါနီးနဲ့မဆုံးမပဲဖင်တလို့ဆုံးမရိုက်နှက်ကြတဲ့အတွက်ကြောင့်သားသမီးတွေဟာအရှက်ရပြီးကိုကိုကိုအဆုံးစီရင်ကြတာတွေရှိပါတယ်ဒါကြောင့်မိဘတွေအနေဖြင့်သားသမီးတွေကိုဆုံးမတတ်ကြပါစေအရှင်ဖေရတပည့်တော်ကိုလမ်းပြပေးတော်မူပါဖေရား တပည့်တော်မှာမိသားစုပြဿနာလေးတက်နေပါတယ်ဖရာတပည့်တော်မိသားစုပြဿနာကိုဖြေရှင်းတာကိုမှားမှာစိုးရိမ်မိပါတယ်ဖရာတဲ့ဒေါသောအထံနာသာနာတိဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဟာအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကို မသိဘူးတဲ့เนาะအဲဒါကြောင့်ဒေါသကိုရှေ့တန်းမတင်ဖို့တော့လိုတာပေါ့ပြဿနာတစ်ခုတက်ပြီဆိုရင်ဒေါသကိုရှေ့တန်းမတင်ပဲပြဿနာအကြောင်းရင်းစင်းမြစ်ကိုရှာဖို့လိုပါတယ် ပြဒနာအကြောင်းရင်းစင်းမြစ်ကိုရှာလို့တွေ့ပြီဆိုရင်အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးဒါကအမှားဖြစ်ကြောင်းဒါကအမှန်ဖြစ်ကြောင်းမေတ္တာရှိထားပြီးတော့ရှင်းပြဖို့လိုပါတယ်ဒါဟာပြဒနာကို အကောင်းဆုံးဖြေရှင်းတဲ့နည်းပါပဲအဲ့ဒီနည်းနဲ့ပဲပြဒနာကို ဖြေရှင်းပါလို့ပြောခြင်းပါတယ်နော်ရှင်မဟာမောက်ကလံကိုတတ်လိုက်တဲ့ခိုးသား900လေးရေမျိုးတာလားဖရာတဲ့ ရှင်မဟာမောက္ကလံကိုတတ်လိုက်တဲ့ခိုးသား900သည်မြေမြိုသွားပါတယ်လို့တော့ငငယ်တုန်းကရုပ်ပြစာအုပ်တစ်ခုမှဖတ်ဖူးပါတယ်တကယ်တော့မဟုတ်ပါဘူးနော်ရှင်မဟာမောက္ကလံကိုတတ်ခိုင်းတဲ့ပရပိုက်900နဲ့တတ်လိုက်တဲ့ခိုးသား900ကိုအဇာတတမင်းကမြေကြီးထဲမှာချက်လောက်ထိမြုပ်ပြီးအပေါ်ကနေဆင်းနဲ့နင်းခိုင်းပါတယ်ပြီးတဲ့အခါမှာကောက်ရိုးပုံမီးရှို့ခိုင်းပြီးတန်ထွန်သွားတွေနဲ့ထွန်ပြီးတတ်တာကြောင့်အလုံးတေးကြီးပြည့်စည်ကုန်ပါတယ်ဒါကြောင့်ခိုးသား900သည် မြင်းမျိုးတာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။